ကဲ့ရဲ့လာမယ်ဆွဆွဲလာမယ်ဆိုလို့ရှိရင်မဟုတ်ဘူးဆိုတာကိုပြန်ပြောရပြန်လီခြေပပြောဆိုရသို့တော့ရှင်တဲ့ကဒေါသနဲ့ပြန်မလုံးနဲ့ဒေါသနဲ့ပြန်လို့ရင်သူ့ဟာကိုအတိမတ်ပြုတ်ရရောက်သွားတယ်ပြန်ပြီးတော့တုံ့ပြန်ဖြေရှင်းပါတဲ့ဒါမမှန်ဘူးဒါမဟုတ်ဘူးဆိုတာကိုအကျိုးအကြောင်းနဲ့ပြန်တုံ့ပြန်သို့တော့တစုံတစ်ယောက်ကဆဲလာပြီဆိုလို့ရှိရင်ကတော့သိခံလိုက်ပါတဲ့အဲ့ဒါ အဲ့ဒါကြတော့တုံ့ပြန်စရာမလိုဘူးအဲ့တော့ခန္တီဆိုတဲ့သဘာဝတရားကိုလည်းကြည့်လူအများစုကလက်ခံထားတဲ့ခန္တီဆိုတာကငုံခန်းနေတယ်သို့တော်စိတ်ထဲကမကျေနပ်ဘူးဆိုရင်ခန္တီမဟုတ်ဘူးအဲ့ဒါခန္တီဆိုတဲ့သဘောတရားဟာထိုပုဂ္ဂိုလ်တယောက်ယောက်ကဆဲလာတာကို လုံးဝအတိမတ်မပြုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ထဲကမူလစိတ်အခြေအနေပြက်ပြားမသွားအောင် ထိန်းနိုင်မှခန္တီ ခန္တီဆိုတဲ့စကားလုံးကို grammar ရှုထောင်းကပြောမှဆိုရင် ခမှုတဟနေဆိုတဲ့ပုဂ္ဂလခမှုဆိုတာစွန့်ရည်တတိပဲဘယ်လိုစွန့်ရည်တတိတုံးလို့ဆိုလို့ရှိရင်ကိုယ်စိတ်ဓာတ်ကလေးပင်ကိုယ်စိတ်ဓာတ်ကလေးပြတ်မသွားအောင်ထိန်းနိုင်တဲ့စွန့်ရည်တတိပဲကြည့်လေတန်ငယ်ချင်းနှစ်ယောက်စကားပြောနေတယ်ရရဲ့မောမောနေကြတယ်ဒီပြင်လူတစ်ယောက်ကလာပြီးတော့သူတို့ဆဲလိုက်တယ်ဆိုရင်ဟာနှစ်ယောက်စလုံးထပြီးရှူးရှူးတိုင်းတိုင်းဖြစ်သွားရင် ဒါသူတို့ပျော်ရွှင်နေတဲ့စိတ်ကိုသူတို့မထိန်နိုင်တာပဲလောကဓာတ်မုံတိုင်းဟိုကလာ တိုက်တာကိုသူတို့မထိန်နိုင်လို့ရင်းရင်သွားတဲ့သဘောပဲเนาะအေးသူဘာပြောပြောဘလို့ပဲဆဲဆဲအပြုံးမပြတ်ဘူးကိုယ့်ဟာကိုယ်ဆက်စကားပြောနေကြလို့ရှင်ခန္တီပဲအဲ့ဒါတော့အဲ့ဒီခန္တီဆိုတာတကယ်မြင့်မြတ်သူတို့ရဲ့ကျင့်စဉ်ဖို့ ပါရမီ7ပါးထဲမှာတောင်ခန္တီပါရမီဆိုတာထည့်ထားတာเนาะခန္တီဟာနှုတ်နှဝအတွက်အကျိုးရှိတယ်ဒါကြောင့်မို့ရသော်ဘုရားကဆွဆွဲလာရင်တော့ဖြည့်ရှင်းပါတဲ့ဆွဆွဲလာတာမဟုတ်ဘူးကဲ့ရဲ့လာတယ်ဆွဆွဲလာတယ်ဆိုရင်ဖြည့်ရှင်းလို့ရတယ်ဆဲရည်လာရင်တော့တုံ့ပြန်စရာမလိုဘူးတဲ့တိခံမှုနဲ့နေရမယ်လို့သူလို့ဆိုတယ်